မင်္ဂလာပါသားတို့သမီးတို့ဒီနေ့ဘုရားဘာသာရင်ကြီးနေမှာသင်္นานကြီးတတိယနေ့မြောက်ရောက်သွားပြီတဲ့เนาะတတိယလာဒီနေ့အမြတ်သုဒ္ဓသရေသမီးတွေတော်တော်လေးကြားရှိကိုရောတရားထိုင်နေရောဘုရားစာပေရောအလို့ရတဲ့ပြင်ပြင်တဲ့နှလုံးသားတွေတော်တော်ရောက်ပါအဘုံကအာသမီတွေအတွက် စကားလဲဆိုဘုရားတုတ္တရီရှင်မရေဘုရားတုတ္တအောင်မြည်တရားတွေပြောပြလာတာကိုဥမကောကတတိသာကိုပြောစွာဘုရားပြောပြတဲ့အချက်တွေရောက်နေပြီဒီနေ့နောက်တဲ့တစ်ချက်တူပြီးတော့ပြောပြမယ်မနေ့ကအထီအောင်စကားသုံးခုပြောခဲ့တယ်အဲ့ဒီတည်းတည်းဒီကံဒီ လူ၏တံပိုးအောင်ပြီနောက်တစ်ခုကစိတ်ကိုယ်၌စိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်စိတ်ကိုယ်၌လေတိုင်းအစင်ရဲ့ဘနည်းကစာလုံးသုံးလုံးပေးကြတယ်နော်ဒီကံဒီလူ၏တံပိုးရဲ့စိတ်အလိုလိုက်မိုက်ဖက်ပါတတ်သည်ရဲ့စိတ်ကိုယ်၌လေတိုင်းမစင်ရဲ့နော်အလုံးသုံးလုံးပေးကြတယ်ဒီနေ့တော့ မြတ်စွာဘုရားကုမဟောတကအထေသာကိုသင်ပေးတဲ့အချက်ဒီထဲမှာကုမဘောတကရေးတဲ့ဘွားမှာတိုးတဲ့ជីវွားအောင်မြင်ခြင်းရင်တမ်းမာအာဇီဝကြတဲ့အလုတ်ဒီနဲ့အတန်မွေးရမယ်တဲ့တမ်းမာအာဇီဝကြတဲ့အလုတ်ဘာလုပ်တယ်လဲ စာထဲမှာဓမ္မဇီဝီနောအဲ့လိုပြောတော့ဓမ္မဇီဝီနောဆိုတော့တမ္မာအာဇီဝကိုပြောတယ်အဲ့တော့ဘုရားစာဝတ်နေရေးအတွက်ဘုရားယက်တီတဲ့နေရာမှာတမ္မာအာဇီဝမကြတဲ့အလုပ်တွေမလုံးနဲ့တမ္မာအာဇီဝမကြတဲ့အလုပ်ဘာအလုပ်လဲတမ္မာအာဇီဝမကြတဲ့အလုပ်ဆိုတာက သူတော်ဘာဒုက္ခရောက်မှကိုတမင်းစားတဲ့လူမျိုးမလုပ်ကြနဲ့အဲ့တော့ဥက္ကေစကားအတိုင်းတက်အောင်ပြောမယ်အပူစားရင်မစားကြနဲ့ဟိုင်းအပူစားရင်မစားကြနဲ့ဘာလည်းဟိအပူစားဆိုတာထမင်းဘူးဝင်းဘူးပြောတာဟုတ်ကိုတမင်းကွက်ထဲမှာ သူတို့ဘာမျက်ဤတွေမกินဘူးဆိုရင်မစားနဲ့သူတို့ဘာအသက်တွေမกินဘူးဆိုရင်မစားနဲ့သူတို့ဘာဒုက္ခရောက်ပြီးမှစားရတဲ့ခမင်းမျိုးဆိုရင်မစားနဲ့အပူစားမစားနဲ့ဘာစားမစားနဲ့တဲ့ဗျာအဲ့တော့ဘုသူရာပြောပြမယ်တမမအာဇီဝမကြတဲ့အလုံး၅မျိုးကိုဘုရားပြောပြတမအာဇီဝတမအာဇီဝမကြတဲ့အလုံး၅မျိုး တမ္မာဇီဝမကြတဲ့အလုပ်ပဲနှမျိုးလေအဲ့ဒါဘုဒ္ဓတာမှတ်ရဟိုဥမဟိုအင်္ဂုတ္တနိခေတထဝဏိဇဝဏိဇတုကနေယူပြီးတော့ပြောပြနော်သာလောကတော့နံပါတ်1ကတထဝဏိဇသာလောမှတ်မိခြင်းနေနံပါတ်1လက်နဲ့တည်းရောင်းဝယ်ပေါက်ကားပြီးတော့အသက်မွေးတာမျိုးထမင်းစားတာမျိုးမလုံးနဲ့လက်နဲ့တည်းရောင်းဝယ်ပေါက်ကားပြီးမှရလာတဲ့ပတ်စံနဲ့ထမင်းမစားနဲ့လက်နဲ့တည်းမရောင်းကောင်းဘူး လက်နဲ့ဒီမယောင်းဝယ်ကောင်းဘူးဘာဒီမယောင်းဝယ်ကောင်းဘူးလဲနံပါတ်၁ကလက်နဲ့လက်နဲ့ဆိုတော့ဒီနဲ့ဒီပါမယ်ဘုံနေပါမယ်ဟိုအဝေးပြဘုံဖြစ်ဖြစ်နော်ဟာဝဇာဘုံဖြစ်လေနဲ့ဘုံကျေတာဖြစ်ဖြစ်ဟိုမှာတနက်တည်းနဲ့ပြစ်မယ်သူကမသိနိုင်ဘူးလားသူကသိစီနိုင်တဲ့လက်နဲ့ဒီရောင်းဝယ်တာမလုံးနဲ့ဓာလက်နဲ့လေးလက်နဲ့လှန်လက်နဲ့ဘာလက်နဲ့ဖြစ်ဖြစ်နော်တနက်တည်းရောင်းဝယ်ဖောက်ကားပြီးမှ စားတဲ့ဓမင်းမျိုးမစားနဲ့အဲ့ဒါကအပူစာတဲ့ဘာစာလေးအပူစာဒီလက်နဲ့ဒီကဓာလန်လေးများနောက်တကတနေ့ဒီဘုံတွေတော့အနုမြူတွေအနုမြူဘုံတွေမြတ်မသေးနိုင်ဘူးလားဟိသေနိုင်တယ်သူတို့ဘအသက်တွေသေးပြီးမှရလာတဲ့ပတ်စံနဲ့ကိုယ်ဓမင်းစားမယ်အပူစာလားအေးစာလားဟိအပူစာတွေမစားနဲ့ဘုရားဘုရားသင်ပြတာတရားပါဘူး နှစ်ကတတ္တဝါနေစာတတ္တဝါနေစာဆိုတာကကျုံအဖြစ် လူတွေတတော်ဝါတွေကိုရောင်းတာဥမာနိုင်ငံเจ้าကိုလူကုန်ကူတာမျိုးဘောနိုင်ငံနေထိုင်းကိုလူကုန်ကူရောင်းစားတာဒီဘောမနိုင်ငံနေစင်ကာပူတို့ဟိုပါလေဟိကူဝိတ်တို့เนาะဒူဘိုင်းတို့လူတွေကိုကျုံအဖြစ်ရောင်းစားတယ်မလို့อ่ะဗျာအဲ့လိုမဟုတ်ဘဲနဲ့ခုဒီနေ့ကျုံဖြစ် ကြောင်းတဲ့နွားរីတွဲរីပြိစံនេះနော်တတဝါနေစာဆိုတာကကျွန်းအဖြစ်လူအပါဝင်ဆင်ကျွဲနာစတဲ့တရားတွေကိုကြောင်းဝယ်ဖောက်ကားပြီးမှရလာတဲ့ပတ်စံနဲ့အမင်းမစားနဲ့နော်တရားတွေကိုကြောင်းဝယ်ပြီးတော့ရလာတဲ့ပတ်စံနဲ့အမင်းစားရင်သူကအပူစားနံပါတ်1ကလက်နဲ့ နံပါတ်1ကပါလေလက်နဲ့နံပါတ်2ကသတ္တဝါလူတွေပါလူတွေလူကမကူကောင်းနော်လူလည်းမြောင်းဝဲကောင်းကျွန်းပြည့်မြောင်းဝဲကောင်းနံပါတ်3ကြတော့မန္တမန္တဝါနေစာဆိုတာကအသားတွေရောင်းဝဲအုံးမှာကျက်တွေဝက်တွေနွားသားစိတ်သားနော်စိတ်သားဝက်သားနွားသားစိတ်သားစာကြီးတဲ့အသားငါငါလည်းပါတော့ အသံကားတွေရောင်းဝယ်ပြီးမှရလာတဲ့ပတ်စံနဲ့တမင်စားရင်အဲ့ဒီတမင်ကလည်းပဲမူစားပဲပြန်ပြောမယ်တစ်ကလမ်းနဲ့မရောင်းဝယ်ကောင်းဘူးနေ့ကသရဝါဒီကမရောင်းဝယ်ကောင်းဘူးသုံးကအသံကားတွေမရောင်းဝယ်ကောင်းဘူးသုံးကအသံကသုံးကပါလေလေးကြတော့မစ္စဝါနေစာဆိုတာမူရစီဝါမရောင်းဝယ်ကောင်း လေးကမူးရသေးွားလေးကပါလေအရက်ပြာပိန်ဝီစကီပါညာသေးကြောက်တုံးပါတယ်နော်မူးရသေးွားမှန်တယ်မြမြောင်းမကောင်းဘူးနော်ခုခုပါမူးရသေးကြောက်သေးပြာ WY နေပါတယ်ညာတဲ့ဘုံပေါ့နော်မူးရသေးွားရောင်းဝယ်ဖောက်ကားပြီးမှရလာတဲ့ပတ်စံနဲ့စားတဲ့သမင်းကပူစားနော် ွေစီဝါတွေရောင်းဝယ်ပေါက်ကားပြီးမှရလာတဲ့ပတ်စံနဲ့စားတဲ့သမင်းကပါလေအပူစားရှားကဘာဒီမစားနဲ့ပူစားတွေမစားကြနဲ့အောက်ကုသမကင်းတဲ့အစာတွေမစားနဲ့နော်အောက်ကုသမကင်းတဲ့အစာတွေစားကောင်းလားစားကောင်းဘူးသူတို့ဘာဒုက္ခရောက်မဲ့စားမဲ့သမင်းမျိုးမစားကြနဲ့နော်ခုတမင်ကတည်းကသူတို့ဘာမျက်ရည်တွေမပါစေနဲ့။ဘာတွေမပါဘူးလေ ်နော်အာသူများတွေဒုက္ခရောက်အင်းဒီမိရှုဖြစ်စည်းခံပြီးမှအသက်တွေကြီးစီးမှသာရတဲ့တမင်ဘုရားမကြိုက်ဘူးသူတို့ကောင်းတွေကမစားဘူးသူတို့ကောင်းတွေကသူတို့ရတဲ့ဘဝတွေပျက်စီးအင်းဒီပျက်စီးမိတွေလောင်းကြာတွေကြသူတို့ရဲ့အသက်တွေသေးပြီးမှရလာတဲ့ပတ်စံနဲ့သာတဲ့တမင်မျိုးကိုကြိုက်သလားဟိမကြိုက်ဘူးဘုရားလည်းမကြိုက်ဘူးသူတို့ကောင်းလည်းမကြိုက်ဘူးဘုရားမတက်ကြိုက်တဲ့သာသာတွေမစားကြဘူး အနုရပါပြီလေလေးခုရပါပြီတိခါပါမြောင်းရဘူးလက်နဲ့ဒီမြောင်းဝဲကောင်းမှုနှစ်ကသရဝရီလူသွဲနွားတိုင်းတဲ့သင်ဆိုင်တဲ့သရဝရီပြုံအပြင့်ကမရောက်ဝဲကောင်းမှုသုံးဟာဟုတ်တယ်ကျဝဲသားငါးပေါ့နော်သားငါးတွေမရောက်ဝဲကောင်းမှုလေးကမွေးစေဝါးတွေမရောက်ဝဲကောင်းမှုဘယ်နှခုရပြီလဲဒီကူ နံပါတ်5ကြတော့ဝန္တဝါနေသာအစိတ်အစိတ်ဒီလေလူသည်သိစီနိုင်တဲ့အစိတ်ဒီလေမြောင်းဝယ်ကောင်းနော်အစိတ်ဒီရောရောင်းဝယ်ကောင်းလားဟေ့မြောင်းဝယ်ကောင်းဘူးအစိတ်ပြင်းပြဆိုင်အောင်ဒီမှာကိုဆိုင်နေဒီမှာပဲနော်လူတွေအသက်ဒုက္ခရောက်စီနိုင်တဲ့အစိတ်ဒီရောင်းဝယ်ပုံသွားပြီးတော့လေသာသာကောင်းလားဟေ့သာသာကောင်းဘူးစိတ်တွေရောင်းပြီးမှရရတဲ့ပတ်စံနဲ့စားတဲ့သမင်းက အပူဇာလားအေးဇာလားအပူဇာအပူဇာဆိုတာအကုသူမကင်းတဲ့အစာတွေကိုအပူဇာအေးဇာဆိုတာကအကုသူကင်းတယ်ကုသူနဲ့နော်ယူယူစည်စင်တမ္မာဇီဝကြာကြာရလာတဲ့သမင်းကအေးဇာနော်အပူဇာတွေမစားကြနဲ့အေးဇာစားပါဘာမစားနဲ့ဘာစားပါ အပူဇာဆိုတာက အကုသိုလ်မကင်းတဲ့အစာအပူဇာဆိုတာကအေးဇာဆိုတာကကုသိုလ်နဲ့စားတဲ့အစာအေးဇာဆိုတာကတမ္မာဇီဝနဲ့ရလာတဲ့ဓမ္မင်းကိုမင်းချမ်းခဲကိုမပြိနေရက်ခတ်စားရင်စားဘူးစီနော်ကုဓမင်းကွက်ထဲမှာသူတို့ဘာမျက်ရည်တွေသူတို့ဘာအသက်တွေသူတို့ဘာဒုက္ခတွေမပါဘူးအရေးကြီးတယ်နော် လောကမှာတချို့ကပြောတယ်ဘာမစုလုံရဲတယ်တဲ့အဲဒါလေဟိအာဘာမစုလုံရဲပြီမလို့ကိုတမင်းကွယ်တဲ့မှာသူတို့ဘမျက်ရည်တွေသူတို့ဘအသက်တွေသူတို့ဘဒုက္ခတွေပါနေတမ်းမာအာဇီဝကြပါမလားတမ်းမာဇီဝမကြရင်အဲ့တမင်းကအပူဇာလာအေးဇာလာဟိအပူဇာရင်းမစားရနဲ့နော်ဒီနေ့ဘုံဘုံအာရသမီတွေကို ဘောကကြီးဝတ်တို့တဲ့အောင်မြင်ရင်အတွက်နော်ဘာသာတွေမစားရနဲ့လေအလို့ဟုသမျှဂုံရှိစွာအဲ့ဒါလေဟိအလို့ဟုသမျှဂုံရှိစွာဆိုပေမဲ့လို့ကိုကသူတော်ဘာအတ္တတွေလိုက်တက်ပြီးမှရလာတဲ့ပတ်စံမျိုးဆိုရင်အဲ့ဒီလောက်ကသူတော်ဘာအတ္တဒုက္ခရောက်တဲ့အတွက်ကြောင့်တဏ္မာဇီဝကြပါမလားဟိ အဲ့လုံနဲ့ရလာတဲ့ပတ်စံကပတ်စံနဲ့စားတဲ့သမင်းကတော့ပူဇာလားအေးဇာလားပူဇာတိုင်းနော်သူတို့အသက်လိုက်သက်ပြီးမှရလာတဲ့ပတ်စံနဲ့စားတဲ့သမင်းကတော့အပူဇာပဲအဲကြောင့်မို့လို့လောကမှာဘီလီယံပေါင်းများစွာဘယ်တော့ပဲချမ်းသာနေပါစေ ဦးချမ်းသာနေတဲ့ဗီရံပေါင်းများစွာသောပတ်စံဒီကသူတို့ရဲ့အသက်တွေပါနေမယ်သူတို့ရဲ့အိုးအိမ်တွေဖြည့်ဆည်းပြီးမှရရတဲ့ပတ်စံတွေဖြစ်နေမယ်သူတို့ရဲ့စီရလူရက်ခိုးဝတ်ပြီးမှရရတဲ့ပတ်စံတွေဖြစ်နေမယ်ဆိုရင်အဲ့ဒီပတ်စံတွေကအမာဇီဝနဲ့ရတဲ့ပတ်စံတွေလားဟုတ်ဘူးတဲ့အဲ့ဒါဆိုရင်အဲ့ပတ်စံတွေကပူဇာလာအေးဇာလာကြီး ူဇာတွေဘုရားကဘာတွေမစားနဲ့အေးသူသားတဲ့သမီးတွေအပူဇာတွေမစားကြနဲ့ဘုံဘုံကဒီနေ့ကိုမဘောဒကတထေသားကိုညက်စွာဘုရားကတထေသားရေကြီးပွားချမ်းသာခြင်းနံပါတ်6ဓမ္မဇီဝီနောသမ္မာအာဇီဝနဲ့အသက်မွေးပါတဲ့။ဘာနဲ့အသက်မွေးရမလဲ။ တမာဇီဝနဲ့အတန်မွေးရင်အရာတွေကကုသိုလ်နဲ့ရတဲ့အစာကုသိုလ်စာတွေအေးစာတွေသာနေတာအဟုသူစာအပူစာတွေကိုမသားနဲ့เนาะအဲ့တော့အဟုသူစာအပူစာတွေမဖြစ်အောင်ဘုရားကကြောင်ရမယ်ပုံရောင်းကုန်ဝင်၅မျိုးပြောပြအလေးမှတ်မိဘုံမတော်ပြီเนาะတိတ်ကဘာတွေမရောက်ဝင်ရဘူးလက်နဲ့ဒီ သူတော်ဘအသက်အများဒီစီနိုင်တဲ့လက်နဲ့ဒီမရောက်ဝရဘူးတနက်ဒီဘုံဒီကြီးစံဒီဟာအခုလိုနျူကလ িয়ার တော့ကုန်ပါတယ်နော်နမနစ်ကဘာလဲသရဝါဒီကိုမရောက်ဝရဘူးဥမာလူတွေကိုဓမ္မပေါက်ကားတာမျိုးနော်သူများနိုင်ငံမှာကျွံပြည့်လွတ်မယ်အာသူများရဲ့အိမ်မှာခိုင်းစေဖို့အတွက်ကျွဲဒီနွားဒီဆင်းဒီရောင်းမယ်သရဝါဒီမရောက်ဝရဘူးနှမျိုးရဘူးသုံးက ပြည့်ဝဲသားငါသည်မရောရောင်းဝယ်ပြီးတော့မစမ်းတော့ရဘူးဒီကဟုတ်တယ်မှန်တယ်ဟိအဲ့ကောမှတ်မိတယ်မိုးရင်ဈေးဝါးတယ်ရောင်းဝယ်ပြီးတော့မင်းစားရင်အပူစားမရောင်းဝယ်ရဘူးငါကအစိတ်ဒီကိုရောင်းဝယ်ပြီးတော့မင်းစားမယ်ဆိုရင်တမ္မာဇီဝမကြဘူးအပူစားတွေရောင်းဝယ်မလို့ရတာကဘယ်နဲ့မျိုးရပြီဒီနေ့ဖုံဖုံ သားသမီးတွေကိုပေးစီနေ message ကအဲ့ဒါပဲเนาะကဲတို့သားသမီးတွေတော့ကမှာအလုတ်ဟုသမ ्या ဂုံရှိစွာဆိုပေမဲ့လို့ဒါမှမဟာအာဇီဝမကြတဲ့အလုတ်မျိုးကိုရှောင်ကျင်၍သူတော်ဘာရဲ့အသက်တွေမျက်ရည်တွေဒုက္ခတွေအိုးအိမ်တွေပျက်စီးတဲ့အလုတ်မျိုးကိုရှောင်ကျင်၍သူတော်ဘာဒုက္ခမရောက်သောသူတော်ဘာရဲ့အသက်တွေကိုသမင်းကွက်ထဲမှာမပါသော ကုသိုလ်နဲ့ရတဲ့အမင်းအေးစာတွေကိုစားပြီးတော့ပူဇာတွေကိုကြောင်းခြင်းကလောကမှာကြီးပွားတိုးတက်အောင်မြင်တဲ့သားတွေသမီးတွေဖြစ်ကြပါစေ။